အားလုံးပဲမင်္ဂလာပါခင်ဗျာရေလင်းအောင်ဘလောကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook အသုံးပြုတဲ့မိတ်ဆွေတွေအတွက်အကြောင်းမျိုးမျိုးကြောင့်ကိုယ့်ရဲ့ Facebook အကောက်ကိုအသုံးမပြုကျင်တော့တဲ့အခါမျိုးမှာကျွန်တော်အကောက်ဖြတ်လို့ရမယ့်နီးရဲအကောက်တီထားလို့ရမယ့်နီးလန်းရဲနီးလန်းနှစ်ခုအဆောင်ဆုံးရှင်းပြပေးသွားမှာပါနော်အလွယ်ကူဆုံးပြောရရင်တော့ကျွန်တော် Facebook အကောက်ကိုခဏယာယီဖြတ်ထားနီးနဲ့လုံးဝအပြီးဖြတ်ပုံဖြတ်နီးနီးလန်းနှစ်ခုပေါ့နော်ဒါလေးကိုကျွန်တော်အဆောင်ဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျာပထမအုပ်ဆုံးနေနဲ့ကိုယ့်ရဲ့ Facebook ဆော်ရဲတဲ့ကိုတစ်ချက်ဝင်လိုက်ပါ Facebook ထဲဝင်ပြီးပြင်ဆင်ရတော့ကျွန်တော်ပုံမှန်အတိုင်းပဲကျွန်တော်ဒီညာဘက်အပေါ်ဆုံးမှာရှိရဲ့ profile ပုံလေးနဲ့ဒီ menu အတန်းလေးသုံးတန်းလေးပေါ့နော်အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျနှိပ်ပြီးပြင်ဆင်ရတော့ကျွန်တော်အကူနည်းနည်းဆွဲလိုက်ပါအကူနည်းနည်းဆွဲလိုက်ရင်ဒီညမှာ setting privacy ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရလိမ့်မယ်ပေါ့နော်ဒီ setting privacy ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျ setting privacy လေးကိုနှိပ်လိုက်ပြီဆိုရင်အပေါ်ဆုံးမှာပဲကျွန်တော်ဒီ profile ပေါ့နော်လူပုံစံလေးနဲ့ဒီ setting ဆိုတဲ့နေရာလေးကိုထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ခင်ဗျအဲ့ဟာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျ ါးလေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်ဒီလိုမျိုးပေါ်လာပါလိမ့်မယ်ဗျာဒီလိုမျိုးပေါ်လာပြီဆိုရင်ဒီအပေါ်ဆုံးမှာရှိတဲ့အကောက်စင်နာဆိုတဲ့နေရာကိုကြိုက်တဲ့နေရာကိုနှိပ်လို့ရပါတယ်အကောက်စင်နာဆိုတဲ့နေရာမှာအဲဒီစာပြားလေးကိုနှိပ်လဲရတယ်ဒါမှမဟုတ်ရင်ဒီလွတ်တဲ့နေရာကိုနှိပ်လိုက်လဲရတယ်ဗောနော်ကြိုက်တဲ့နေရာကိုနှိပ်ချလိုက်ပါအဲအကောက်စင်နာအတွင်းနဲ့ပြင်ရရေဗောနော်တစ်ချက်နှိပ်လိုက်ပေါ့နှိပ်ပြီးပြီဆိုတာနဲ့ကျွန်တော်ဒီဒီပုံစံလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီပုံစံလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာဒီ personal detail ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ်ခင်ဗျဒီ personal detail ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြလိုက်ပါတော့ ပါစနေဒီဒီကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီအောက်ဆုံးမှာဒီအကောက်အုံနာရှင်ကွန်ထရိုးဆိုတာလေးရှိရယ်ပေါ့နော်အဲ့ဟာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာဒါလေးဒီညာလေးပေါ့နော်ဒါလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာအဲဒီနေရာမှာကျွန်တော်တို့ဒီ modification နဲ့ဒီ activation or deletion ဆိုပြီးတော့ပေါ်လာလိမ့်မယ်ပေါ့နော်ဒီအောက်မှာရှိရဲ့ဒီ activation or deletion ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီဒီ activation or deletion လေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါတော့ဒါလေးကို ဒါလေးကိုနှိပ်လိုက်ပြီဆိုရင်ဒီနေရာမှာမိတ်ဆွေရဲ့ Facebook account ကအခြား social account တွေနဲ့တွဲထားဥပမာအပြင် ကျွန်တော် Instagram လို့ပါလို့ပေါ့နော်ဒီလိုမျိုးအကောင့်တွေနဲ့တွဲထားရဆိုရင်နော်ကိုဖြတ်ချင်တဲ့အကောင့်ကိုခဏဒီထားချင်တဲ့အကောင့်ကိုနှိပ်ပေါ့နော်ဥပမာအဖြစ်ပြောရင်ကိုက Facebook ကိုဒီချင်တာ Facebook ကိုဖြတ်ချင်တာဆိုရင်ဒီ Facebook icon နဲ့ဟာလေးကိုနှိပ်ပေါ့နော်အခုကတော့ကျွန်တော် Facebook account တခုတည်းပဲတည်နှံဖြစ်တဲ့အတွက်ကြောင့်မို့အခြားဟာတွေတော့မပါတော့ဘူးပေါ့နော်အဲဒါဆိုရင်ဒီဟာလေးကိုတစ်ချက်ထပ်နှိပ်လိုက်မယ်ကိုက profile name လေးပေါ့နော်အဲဒီနေရာရောက်ပြီဆိုရင်ကျွန်တော်အဓိက main အနေနဲ့ယူရမယ့်နေရာဖြစ်ပါတယ်ဒီအပေါ်မှာဆိုရင်ဒီ edit page account ဆိုတာလေးရှိရပေါ့နော်အဲဒီအောက်မှာဆိုရင်ဒီ delete account ဆိုတာလေးရှိပါတယ်ဗျအဲဒီနေရာမှာကိုက ို့ရဲ့ Facebook ကောက်ကိုခဏရာရီဒီထားခြင်းတာပြီးရင်ကျွန်တော်ပြန်ဝင်ပြီးတော့သုံးမယ်ပေါ့နော်ခဏပဲဖြတ်ထားခြင်းတာမျိုးဆိုရင်ဒီ activate အကောက်ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပြရမှာဖြစ်ပါတယ်ဗျဒါလေးနှိပ်ပြရမှာပေါ့နော်ဒါမှမဟုတ်ဘူးကိုယ်ကိုယ့်ရဲ့ Facebook ကောက်ကိုလုံးဝအပြီးဖြတ်ပြလိုက်ခြင်းတာနောက်ပိုင်းလည်းပြန်ဝင်မသုံးတော့ဘူးဆိုတဲ့သူတွေအတွက်ကတော့ဒီအောက်မှာရှိတဲ့ဒီ delete အကောက်ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ်ဗျဒီအပေါ်နဲ့အောက်နဲ့ကမှားလို့မရဘူးပေါ့နော်ဒီအပေါ်ကဒီ deactivate ကောက်ကကျွန်တော်တို့ရဲ့ Facebook ကောက်ကိုခဏရာရီပဲကျွန်တော်တို့ဟိုဒီထားတာပေါ့နော်ကိုသုံးညနေတဲ့ချိန်ညပြန်ပြီးဝင်သုံးမယ်ပေါ့နော်အဲ့လို ့သဘောမျိုးပဲဒီအောက်ကဒလီအောက်ကတော့ကျွန်တော်တို့ဟိုကိုယ့်ရဲ့အောက်ကိုအပီးဖြတ်ပြစ်လိုက်တဲ့သဘောပေါ့နော်ဒါစိတ်တိုင်းကြဟာရွေးရွေးပြီးပြီဆိုတာနဲ့ကျွန်တော်ဒီနေရာမှာ continue ဆိုတာလေးကိုနှိပ်ပြီးတော့ရှေ့ကိုဆက်သွားရမှာဖြစ်ပါတယ်ဗျဒီ continue လေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော် အဲ continue လို့နှိပ်လိုက်ရင်ဒီနေရာမှာမိတ်ဆွေရဲ့အခုဒီဂျင်နာဒါမှမဟုတ်မိတ်ဆွေဖြတ်ချင်တဲ့အကောက်က pay admin ဖြစ်နေရဆိုရင်အဲ့ဒီ pay တွေကိုဒီမှာ तू ကလာပြပေးပါလိမ့်မယ်မိတ်ဆွေရဲ့ဒီ pay တွေကဒါ unpublic ဖြစ်သွားနိုင်တယ်ပေါ့နော်ဒီ pay တွေပါရောပြီးတော့ဟို annual ဖြစ်သွားနိုင်တဲ့အကြောင်းကို तू ကနေပြီးတော့ဒီလိုမျိုးလာပြပေးပါလိမ့်မယ်ဒါမှမဟုတ်ကိုက pay မှာအခြား admin တွေပါရှိရဆိုရင်တော့သဘောပေါ့နော်မရှိဘူးဆိုရင်ဒါတမျိုးတစ်ပုံပြန်ပြီးစဉ်းစားရမှာဖြစ်ပါတယ်ကိုကအကြောင်းမရှိဘူးရှစ်ဆက်သွားမှာဆိုရင်တော့ continue ကိုနှိပ်လိုက်ပါကျွန်တော်ကဒီနေ့ဗီဒီယိုလေးကဒါ Facebook ကောက်ကိုဟိုဖြတ်ပုံဖြတ်နည်းပဲပြတာဆိုတော့ continue ပဲ ထပ်နှိပ်လိုက်မယ်ပေါ့နော်အဲ့နေပြီးပြီဆိုရင်တော့ဒီနေရာမှာမိတ်ဆွေရဲ့ကျွန်တော်ကအခုဗီဒီယို record လုပ်နေရဖြစ်တဲ့အတွက်ကြောင့်မို့ဖုန်းဆက်ခရင်းရမဲနေရမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲ့ဒီနေရာမှာအဓိကကျွန်တော်တို့ကဒီဟိုကိုယ့်ရဲ့ Facebook ကော password ပေါ့နော်အဲ့ Facebook ကော password ကိုကျွန်တော်မှန်မှန်ကန်ကန်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ရိုက်ထည့်ပြီးဆိုရင် continue ကိုနှိပ်လိုက်ပါဗျာ continue ကိုနှိပ်လိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒါ ဟို Facebook ကလော့အောက်ထွက်သွားပါလိမ့်မယ်ဗျလော့အောက်ထွက်သွားပြီဆိုရင်တော့ဒါမိတ်ဆွေရခုနကတော့ဒီညမှာဒီရဒီဘေးကောက်ကိုရွေးထားခဲ့ရဆိုရင်တော့မိတ်ဆွေရ Facebook ကောက်ကဒါကျွန်တော်တို့တပတ်ဆယ်ရဲ့ပေါ့နော်အော်တပတ်ဝင်ကျင်မှာဆိုရင်ဒါပြန်ဝင်ပြီးသုံးနေဆိုရင်ဒါ Facebook ကောက်ကပြန်ပွင့်သွားမှာဖြစ်ပါတယ်ဗျဒါမှမဟုတ်ဒီ delete ကောက်ကိုရွေးထားခဲ့ပြီးပတ်ဆက်ရိုက်ထည့်လိုက်တဲ့သူတွေအတွက်ကတော့ကျွန်တော်တို့လော့အင်ပြန်ဝင်တော့ရင်ရ30ပြည့်သွားပြီဆိုတာနဲ့ဒါ Facebook ကောက်ကအော်တိုလုံးဝပြတ်သွားမှာဖြစ်ပါတယ်လုံးဝနောက်ပိုင်းပြန်ဝင်လို့လည်းရမှာမဟုတ်တော့ပါဘူးဗျအဲဒီနီလာလေးနဲ့ဒါကိုယ့်ရဲ့ Facebook ဟိုအကောက်တွေကိုကျွန်တော်တို့ခဏရာဒီထားကျင်တာဖြစ်ဖြစ်အပီးဖြက်ကျင်တာဖြစ်ဖြက်လို့ရပါတယ်တခုတတိထားမှာတော့မိတ်ဆွေရဲ့ Facebook ကောက်က pay admin ဖြစ်နေရဆိုရင် pay တွေဆုံးရှုံးသွားတာမျိုးဖြစ်နိုင်တယ်ဒါကြောင့်မို့ကျွန်တော်မဖြက်ခင်ကြိုပြီးတော့ဟို admin ပြောင်းတာမျိုးပါတယ်လုံထားတင်တယ်ပေါ့နော်ဒီနေ့ဗီဒီယိုလေးကိုတော့ဒီမှာပဲဆုံးသက်ခွင့်ပြုပါခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ဒုက္ကင်းတွေအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ